ဈေးရောင်းခွင့်လာပိတ်ပင်တဲ့စီပင်တွေကိုတကွက်ပြန်ပြထည့်လိုက်တဲ့အချက်ပေါင်းတဲ့ဖက်တီမှပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီဒေးနေ့ကိုအချိန်နဲ့တပြေးညီတက်ဆက်ပေးနေတဲ့ Tomorrow Page လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီကရနီမှာတော့တတဆယ်လီအချက်ပေါင်းတဲ့ဖက်တီမှအနေနဲ့ဈေးရောင်းခွင့်အပိတ်ခံခဲ့ရပါရယ်ဒီတရေဟာတနိုင်ငံလုံးကိုတက္ကနာလီအတွက်မှာပဲပြန်နှံ့သွားပြီးတော့ဖက်တီမှကိုဝိုင်းပြီးတော့တနာနေကြတဲ့ပရိသတ်တွေကလည်းဒုနေတီဖြစ်ခဲ့ပါရယ် ဒီလိုမျိုးအောင်မြင်လာတဲ့အချိန်မှာအနည်းချခံလိုက်ရတဲ့ Fatima ပေါ့တနိုင်ငံလုံးကဝိုင်းပြီးတော့တနာနေကြကြတာပါ Fatima အနေနဲ့လေလမ်းပေးစေးတဲ့ဘွားကနေတနိုင်ငံလုံးအောင်မြင်ကြကြတဲ့အထိကြိုးစားနိုင်ကြတဲ့အတွက်ကောယူပဲကောင်းလွန်နေပါရဲ့။ဒါပေမဲ့ဒီလိုအောင်မြင်လာတာနဲ့အမျှမနာလိုတဲ့သူတွေကလည်းမှုလို့ပေါလာပြီးတော့ Fatima ကိုဝိုင်းဝန်းခုံးချခဲ့ကြပါရဲ့။ဒါကြောင့်မို့လို့ Fatima ရဲ့အချင်မောင်ဟာ FDA စီမံနဲ့မကိုက်ညီဘူးဆိုပြီးတော့စီပင်တွေကအယောင်လာပေးခဲ့တာဖြစ်ပါရဲ့။ ဖက်တီမာအနေနဲ့ဘာအချက်မကိုမှရောင်းခွင့်မရှိတော့သလိုအဲရနေပြီးတော့လဲတလီနဲ့တောင်မှရောင်းခွင့်မရှိတော့ပဲအပိတ်ခံရတာဖြစ်ပါတယ်။တကယ်လို့မပိတ်ချင်ဆိုရင် FDA license အတွက်သိန်း80အထိတောင်းဆိုခဲ့တယ်လို့လည်းသိရပါတယ်။ကလေးလျောင်းနေတူကိုဝင်လဲရှိရဲဖတ်တီမာလိုမျိုးလက်လောက်လက်စားတောင်အနေနဲ့ဒီလိုမျိုးလိုင်စင်ကြေးပေးဖို့ဆိုတာကတော့ခက်ခဲတာကြောင့်သူမအနေနဲ့ဈေးရောင်းတာပိတ်ခဲ့ရတာဖြစ်ပါတယ်။သူမရဲ့တရားဝင်တက်တော့အကောင်ကနေရလဲဒီကိစ္စလေးတွေကြောင့်300လောက်အရာပိတ်မယ်လို့ကြေညာလိုက်တဲ့ချိန်မှာတော့ပြည်သက်တရားသူ့ကိုတနာခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ခုချိန်မှာတော့ဖက်တီမာအနေနဲ့တနိုင်ငံလုံးကြော်ကြားသွားအောင်လောက်ွက်တစ်ခုကိုပုံဖော်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီချက်တစ်ချက်ကိုပရိသတ်တွေကလည်းအတော်လေးသဘောကျနေပြီးတော့ဖက်တီမာကိုအားပေးနေကြတာဖြစ်ပါတယ်။ဒီနေ့လေးမှာတော့ဖက်တီမာအနေနဲ့သူ့ရဲ့အိမ်ကိုအချက်မောင်းလာဝဲတဲ့ပရိသတ်တွေကိုတရက်သေးတွေတော့ကြည့်ပြီးတော့စတူရီသာအလှပြန်နဲ့ကျွေးမွေးကြတာပဲဖြစ်ပါတယ်။စေးရောင်ရင်ဘလူးပဲရောင်ရောင်အဖမ်းခံရမယ်ဆိုပြီးအမိန့်ထုတ်ထားတာကြောင့်အခုလိုမျိုးတစ်ဖက်လှည့်နေအချင်းမောင်းကိုကျွေးမွေးကြတာလည်းဖြစ်ပါရဲ့ ဒီလိုစတိုရီသားကြည့်မိတဲ့ဖတ်တီမာစီကိုလာရောက်အားပေးရပရိသတ်တွေကလည်းအများကြီးရှိလို့နေပါတယ်။သူမရဲ့အိမ်လေးတော့မှမဆမ်းမင်းနဲ့အကောင်လုံးကချမ်းမွန်နေမှာနေရာမရဖြစ်ခဲ့ရပါတယ်။ဖတ်တီမာရဲ့ကံနဲ့ဆန်ရောကြောက်စရာကောင်းလာအောင်ပါပဲ။စီပင်တွေကဇယံပေးလိုက်တဲ့အခါမှာတော့မူလာရဲ့အားပေးတဲ့သူတွေအနေနဲ့ဖတ်တီမာကိုတနာပြီးနှစ်ဆမကထပ်မံအားပေးပြီးတော့သူမရဲ့ပရိသတ်တွေကပို့ပြီးညားလာတာဖြစ်ပါတယ်။ဒီလိုမျိုးစတိုရီသားကျတဲ့အချိန်မှလည်းဖတ်တီမာအနေနဲ့မနက်ဖြန်မှနေရာရှာပြီးတော့ဈေးပြောင်းရောက်မှဖြစ်တဲ့ဆိုတဲ့အကြောင်းကိုလည်းတခါရေအသိပေးခဲ့တာဖြစ်ပါတယ် ။ဒါကြောင့်မို့လို့ပရိသတ်တွေကလည်းဝမ်းသာအားရဖြစ်ခဲ့ရပါရဲ့။ဖတီမစီးပြေအောင်မယ်ဆိုရင်အပိမဲ့သူတွေကလည်းတပုန်တပင်ကြီးဖြစ်လို့နေရပဲဖြစ်ပါရဲ့။ဒုက္ခရောက်စေခြင်းလို့ကောစားလိုက်တဲ့သူတွေအတွက်ကတော့ဒီတရင်ကနားရဲကိုအစိတ်ရေလောင်းထဲတလို့မျိုးပြင်းရှာသွားမှသိကြနေပါရဲ့။ပါကြောင်လဲဆိုရင်ဖတီမာအနေနဲ့ဘဝမပြတ်တဲ့အပြင်သူ့ကိုဝိုင်းမိတနာကြလို့ပို့ပြီးတော့တော့မှနမည်ကြီးသွားလို့ပဲဖြစ်ပါရဲ့အခုလို့ပို့ပြီးတော့နမည်ကြီးသွားတာကြောင့်အရင်ထပ်ပို့ပြီးတော့ရှောင်းကောင်းလာအောင်မှတည်ကြနေပါရဲ့ရှင် ဒီဗီဒီယိုလေးကိုကြည့်ရှုရတဲ့သူတွေထဲမှာဖတီမာရဲ့အခုလိုမျိုးလောက်ွက်လေးပေါ်မှာဘယ်လိုသဘောရလဲဆိုတာကိုဝင်ရောက်ဖြေဆိုပေးခဲ့ပါအောင်နော်။ဇီယောင်ွေမရှိတာကြောင့်တပတ်လေးနဲ့စတူရီသားကြွေးခဲ့တဲ့ဖတီမာရဲ့လိုရက်ကမှတ်ကန်နေရလို့လည်းထင်မြင်မိပါကြောင့်တင်ဆက်ပေးလိုက်ရပါရယ်။ဟုတ်ကဲ့ပါရှင်။နောက်ထပ်ပြီးတော့လေအနည်းပညာစေလီတဲ့ရင်ကြောင်းရမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ page တွေကို like ရ follow လေးလုပ်ထားပေးခဲ့ကြပါအောင်နော်။ပရိသတ်ကြီးကနမေကျော်ဆယ်လီထရီအနေနဲ့မျက်စိမပြတ်ချင်လို့ဆိုရင်တော့အမြတ်ဆုံး follow ထားဖို့အတွက်လိုအပ်ပါလိမ့်မယ်နော် အဆုံးထိနာဆင်ပြီလို့လည်းအားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်